ချင်းပြည်နယ်မင်းတပ်မြို့နယ်ကစာတင်ကျောင်းတွေကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေတဲ့အတွက်ကြားကာလပညာသင်ကျောင်းတွေယာယီပိတ်မယ်လို့မင်းတပ်မြို့နယ်ပညာရေးဘုတ်အဖွဲ့ကထုတ်ပြန်ပါတယ်။သတိတင်ပေးပို့ထားပါတယ်ရှင်။ချင်းကဝေးရဲ့တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ချင်းပြည်နယ်မင်းတပ်မြို့နယ်ကစာတင်ကျောင်းတွေကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကျောင်းသား၃ယောက်နဲ့ဆေးရောဂါသည်တယောက်အပါအဝင်စုစုပေါင်း၄ယောက်တိစုံပြီးလူ၂၀ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ အော်တိုဘလာရှိရင်ည9နာရီဝန်းကျင်မှာတရာဦးလီတက်ကတက်တဲ့ Jet Fighter 2စီးနဲ့မင်းတပ်မြို့နယ်ကကြေးရွာတွေကိုဘုံကျဲချခဲ့တာကြောင့်မင်းတပ်မြို့နယ်ထင်ချောင်းရွာအာစီဖျားကျောင်းဝင်းထဲကစစ်ဆောင်စခန်းစာတင်ကျောင်းကဆယ်ရန်ကျောင်းသား၃ယောက်နဲ့ဆေယောကတဲ့မြို့သမီးတယောက်တည်ဆုံပြီးဓမ္မသူရွာစာတင်ကျောင်းလည်းပျက်စီးခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီကမင်းတပ်မြို့နယ်ကစာတင်ကျောင်းဗော်ရာဆောင်တွေကိုဥတီပြီးလေကျောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့အတွက်နေ့စဉ်ဒီပါလေကျောင်းအနေနဲ့စိုးရိမ်နေကြရပြီး စာတင်ကြောင်းတွေကို အော်တိုဘားလ9ရက်နေ့ကစလို့ယာယီပိတ်ပင်မှာဖြစ်တယ်လို့မင်းတက်မြွနဲ့ပညာရေးတာဝန်ခံကပြောပါတယ်ဒီကြီးရင်ကြွချက်အတိုင်းနဲ့ကျွန်တော်တို့ကလုတ်ချင်းမီလေးချောင်းရတာပြည်ရောလို့ဒါပေမဲ့အခုလုံးလုံးဆရာကြတော့ဒီကဲမင်းတက်ဖက်မှာကြတော့ဒီစာတင်ချောင်းမီကအတိအကျဥစီရတဲ့စာတင်ခန်းရဲ့ဆေးဥစီခန်းမီရဲ့ဒီဟာတွေအတိအကျဥစီရတွေ့ရတဲ့အတွက်အခုလုံးလုံးလိုက်ရတာပါကျွန်တော်ဟုတ်ပစ္စလန်နိုင်ပုံစံနဲ့တွားဖို့ဆိုရင်လည်း ဆက်ဆံမရင်းနဲ့မိပါရင်းနဲ့ကျောင်းသူကြီးကောင်စီနဲ့ဆိုနည်းနည်းပါပါလေးစီမနဲ့ဟာတခုခုတော့ကျွန်တော်တက်စီစီဖူးစီကူထားပါတယ်ဆက်တိုက်ကြီးဒီတိုင်းရနာတဲ့ပုံစံပေါ်ပြနေလေစာတင်ကြောင်းတွေကိုအော်တိုဘာလ10ရက်နေ့ကစပြီးရှားရီပိတ်ပင်မှာဖြစ်တယ်လို့မင်းတက်မြွနေပညာရေးတာဝန်ခံကပြောပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ22ယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး3ယောက်ကဒဏ်ရာပြင်းထန်ကဈေးဝကုသဖို့အခက်အခဲတွေကြုံနေရတယ်လို့ဆိုပါတယ်။ လေကြောင်းရံကာကွယ်ရေးအတွက်ပြင်ဆင်ပြီးစာသင်ကျောင်းတွေပြန်ဖွင့်မှုစီစဉ်သွားမှာဖြစ်တယ်လို့လည်းတာဝန်ရှိသူတွေကပြောပါဗျ။အခုလိုစာသင်ကျောင်းတွေကိုဥတီတိုက်ခိုက်နေတဲ့အတွက်ကလေးတွေပညာသင်ကြားရေးအပြင်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကြုံနေကြရတယ်လို့မင်းတပ်မြွနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူကပြောပါဗျ။အခုလုံးထိခိုက်တာပေါ့ကလေးတွေပေါ့ပြနေဆရာဆရာမတွေကိုစာတင်ကြဖို့မမရဖြစ်တာရှိတယ်ကလေးတွေစောင်းစာကယူမဆိုင်နိုင်တော့တာရှိတယ်စိတ်တရားလေးရတာရှိတယ် ပြီးတော့မိဘရဲ့လည်းတာသမီတွေအကြောင်းကိုမဆက်ချင်တော့တာရှိတယ်ဆိုတော့အဲ့လိုမျိုးနောက်ဆက်ပြရတော့အများကြီးပေါ့ဆရာဆရာမတို့ကတဲ့ your community တို့ကကလေးတွေတို့ကပညာရေးဘာမှမကဘဲတခြားစိတ်ပိုင်းစညာထိခိုက်မှုတွေရောပညာရေးစနစ်တစ်ခုလုံးပေါ်ယုံကြည်နေတာရောအဓိကတော့စိတ်ကောင်းစီလိုချင်နေရတဲ့တစ်ခုလည်းဖြစ်တော့ပေါ့ရှားမတင်ကြတော့ဖို့အကြောင်းမတက်ကြတော့ဖို့တော့အကုန်လုံးပြောလင်းချက်ဒီ reward လာပြီးမှခစ်တစ်ခုလုံးကိုပြည့်တင်ဆရာလိုလိုက်ရှာဖို့အဲလိုမျိုးတွေပေါ့မင်းတက်မြွနယ်မှာ ဂျာကာလာပညာသင်ကျောင်းပေါင်း100ကျော်ဖွင့်လှစ်ထားပြီးကျောင်းသားကျောင်းသူထောက်300ကျော်ကိုဆရာဆရာမအယောက်ထောက်400နီးပါးကပညာသင်ကြားပေးနေတာဖြစ်ပါတယ်။ကျမဒီရီပါ